။ဟိုတယောက်ယောက်ကကိုစိုက်ကြည့်နေပြီဆိုရင်ကိုအဲငါ့ကိုသတင်းတောက်လို့တီးသွားမလားပေါ့နော်။စစ်ကောင်စီသတင်းတောက်ပြီးမလားပေါ့။အဲ့လိုတွေးပြီးတော့ကြောက်တာ။ဟိုရုပ်ရှင်နဲ့ထုတ်ထုတ်လိုက်တာရတယ်ဗျာ။ဒါပေမဲ့လည်းစက္ကန့်ရောက်ပါငိုတော့ထိုင်နေ။လူတွေအများကြီးလာမယ်ချိန်လာကြည့်မယ်ချိန်အဲ့ဒါကြီးဆောက်မှာမြန်မာမှာအင်အားပြင်းငလင်လှုပ်ခတ်တာကြောင့် လူအများအပြားသေဆုံးပြီးပျက်စီးဆုံးရှုံးမှုတွေကလည်းကြီးမားပါတယ်။နှစ်ပတ်ကျော်ကြာတဲ့တိုင်အောင်ဘလောက်ထိအပျက်စီးဆုံးရှုံးမှုအခြေအနေတွေဖြစ်ခဲ့တယ်လဲဆိုတာကိုပြည်သူတွေကတိတိကျကျမသိနေရပါဘူး။စစ်ကောင်စီကမီဒီယာတွေကိုတင်းကျပ်စွာထိန်းချုပ်ထားမှုတွေကြောင့်တုံ့ပြန်ဆောင်ရွက်တဲ့အပေါ်မှာလည်းအချိန်နဲ့တပြေးညီယုံကြည်စိတ်ချရတဲ့သတင်းတွေရရှိဖို့ကလည်းအခက်အခဲဖြစ်စေပါဗျ။မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့လူ့ခွင့်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ဒို့တန်ပတ်စင် podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကို Foundation Hero တဲကအကူအညီပံ့ပိုးပေးထားတာပါ။ဒီတစ်ပတ်မှာတော့မြန်မာပြည်အလဲပိုင်းကို ရောက်နေတဲ့သတင်းထောက်နှစ်ယောက်ရဲ့မြေပြင်သတင်းရယူတဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲအတန်မှတ်တမ်းတွေကိုနှาศင်ရမှာပါ။ဆောင်မအတွင်းလုံချုံရေးအခြေအနေတွေကြောင့်နာမည်နဲ့အတန်တွေကိုပြောင်းလဲအသုံးပြုထားပါတယ်ရှင်။ ကိုမင်းမောင်ကငလင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုရေးသားတင်ဆက်ဖို့အတွက်မန္တလေးကို ရောက်နေပါတယ်။ညာရင်းတွေဆိုတော့အခုကျုံရှိတို့နောက်ကွင်းပြင်းနေမှာခွဲအိတ်ရတဲ့လူတွေရှိတယ်ဗျာကျွန်တော်အားရဆိုတပ်ပုံရိုက်ချင်တယ်။ဒါမှမဟုတ်ကျွန်တော်သွားမရဘူးသွားရိုက်လို့မရဘူးပေါ့နော်။သွားရိုက်လို့မရဘူးဆိုတာဒီနေရာမှာသတင်းကြီးကတော့မကန့်သက်ထားဘူးသို့တော့ဒီအဲ့ဒီနေရာတွေကိုစောင့်ကြက်တဲ့လူတွေကြည်နေတဲ့ရဲတွေရှိတယ်ပေါ့နော်။ဆိုတော့သူတို့ကခေါ်ပြီးနေမယ်မင်းပဲရလဲပါညာဆိုရင် ကျွန်တော်အကြောင်းပြချက်တွေပေးရမယ်ဆိုတော့မတင်ကားလို့သူဖမ်းမယ်ဆိုရင်လည်းကျွန်တော်ဘာမှမတတ်နိုင်ဘူးเนาะအဲ့တော့အဲ့လိုမျိုးတွေဆိုကျွန်တော်ကိုယ်ကိုယ်တိုင်ရိုက်ချင်ပေမဲ့သွားပြီးသူတို့အချင်းတွေမေးချင်ပေမဲ့လုပ်ခွင့်မရအောင် နလေးဟာငလင်တန်ကိုအပြင်းထန်ခံစားရတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ဧပြီလ6ရက်နေ့ထီကိုတည်ဆုံးသူက1800ကျော်ရှိပြီးလူ200ကျော်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ NUG ကထုတ်ပြန်ထားတဲ့သတင်းတွေအရသိရပါတယ်။စစ်ကောင်စီကအရေးပေါ်ကြေညာထားတဲ့ဒေသ6ခုထဲမှာလည်းတခုအပါအဝင်ဖြစ်ပါတယ်။ဟိုဒီငလင်လေးလှုပ်လို့လာရဆိုရင်လည်း ပေါ်ပေါ်ရင်းနေတဲ့ယူလို့မရဥမာတဲ့ယူမရမဆိုးရင်းနဲ့စကားပြောတဲ့ခါကျရင်လည်းနေရာတွေကိုအရင်စဉ်းစားရတယ်နော်လူပြည်တိုင်းမှာလည်းပြောလို့မရလူထူတဲ့ဟိုလူကြီးအများကြီးရဲ့စပွဲဝိုင်းတွေမှာလည်းစကားပြောလို့မရတဲ့တဲ့လို့လို့ပါလားဟိုအရင်အကန့်သက်ဖြစ်တယ်ပေါ့ ြိုကျနေတဲ့ Sky Villa Condo မှာသတင်းရယူရမှာလဲနိုင်ငံတွင်းကခြားသတင်းထောက်တွေရင်ဆိုင်နေရတဲ့အခက်ခဲတွေလိုပဲကိုမင်းမောင်လည်းကြုံတွေ့ရပါတယ်ကျွန်တော်တို့ပုံရိုက်ခြင်းနဲ့အနာဝင်လို့မရဘူးရုပ်ရည်နဲ့ထုတ်ထုတ်ရိုက်တာရတယ်ဗျာဒါပေမဲ့လည်းစက်ကားနေရောငိုးထုတ်ခိုင်းတယ်ဆိုတော့လူတွေအများကြီးလာမယ့်ချိန်ကကြီးမဲ့ချိန်ကြီးအဲ့ဒါကြီးစောင့်ပါအဲ့ဒါကြီးမှ channel မှာ live လွှင့်နေတဲ့လူတွေနဲ့ရောပြီးတော့ဆိုင်ရတာမျိုး မန္တလေးရဲ့ငလင်တန်းတင့်ထားတဲ့တချို့နေရာတွေမှာဆိုရင်လေလုံခြုံရေးတွေရှိနေပြီးတော့လူစိမ်းဝင်လာတဲ့အခါမှာခေါ်ယူမေးမြန်းတာတွေရှိနေပါတယ်။ခုဆိုရဒီမမန်းလေးမှာအိတ်တယ်ဆိုတာအိမ်ဒီမှာအိတ်လို့မရဘူးလမ်းမီးမှာအိတ်ရနော်လမ်းမီးမှာအိတ်တော့တခုခုရေးချင်သားချင်တယ်ဆိုလေကိုယ်နဲ့အိတ်နေတဲ့လူတွေကဘယ်သူတွေမှန်းလဲကိုကမသိအဲဆိုတော့အဲ့တော့လူညာမိုးချုပ်တဲ့အချိန်စောင့်ပြီး ရေးတာမျိုးနော်လောက်လိုင်းရမယ်ဟောက်လိုင်းရမီးရနေရမီးရမမီးရနေရမမီးဒီလိုအခက်ခဲတွေကြားမှာပဲကိုမင်းမောင်ကအင်တာဗျူးတွေနဲ့သတင်းအချက်အလက်တွေကိုရယူခဲ့ပါတယ်။နေပြည်တော်မှာတော့အခြေအနေတွေက ပိုပြီးတော့ရှုပ်ထွေးအကဲဆက်ပါတယ်။သတင်းတောက်နိုရာကလည်းကိုမင်းမောင်လိုပဲအခက်ခဲတွေနဲ့ကြုံတွေ့ရပါတယ်။ နိုရာကစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာရှိတဲ့အစိုးရဝန်ထမ်းတွေစီကသတင်းတွေကိုမေးမြန်းရယူနေတဲ့သူပါအဲဒီမှာဆိုရင်ဒီကန်းကောအင်ယာက ပေါ့နော်။ယာယီတဲတွေမှာနေထိုင်နေတဲ့ဝန်ထမ်းတချို့ဆိုရင်ကျမကသူတို့ကိုပေါ့နော် တရင်မီဒီယာတယောက်အနေနဲ့မဟုတ်ဖဲနဲ့ပေါ့နော်ဒီတိုင်းပေါ့နော်အမရိုးအစဉ်ပြေလာပါလေလို့လဲလို့မေးတာတောင်းမှသူတို့မှရေရဲတင်းနဲ့မပြောရေးကြအောင်ညီမလေးကပေကလည်းညီမလေးကပေကလည်းဘာကြောင့်ဘာကြောင့်မေးတာလဲအဲ့လိုမျိုးပြောတယ်ဒါနဲ့ကျမပြန်ပြီးတော့ဘာဖြစ်လို့လဲလို့မေးရတဲ့ခါမှသူတို့ကအော်တဲ့သူတို့ဒီပေါ့နော်အထက်ကလူကြီးอ่ะပေါ့နော်ဒီလိုမျိုးမီးမြန်းနာတွေပါတွေရှိလာတယ်ဆိုရင်ဟိုသူတို့အကြောင်းကြားပါလို့ပြောလို့ အဲ့လိုမျိုးပေါ့နော်သူတို့မှသူတို့ရဲ့အခက်အခဲတွေကိုတောင်မှလွတ်လွတ်လပ်လပ်ထုတ်ပေါ်ပြောဆိုကိုမရှိတဲ့အခြေအနေမှာရှိတယ်အဲ့လိုမျိုးတွေတွေ့ရတယ်အခုလိုကြုံတွေ့နေရတာက သတင်းဌာနတိုင်းတော့မဟုတ်ပါဘူးစစ်ကောင်စီထံကခွင့်ပြုချက်ရယူထားတဲ့သတင်းမီဒီယာတွေနဲ့စစ်ကောင်စီရဲ့လက်အောက်ခံမီဒီယာတွေကတော့လွတ်လွတ်လပ်လပ်သတင်းရယူလို့နေပါတယ်ဒါပေမဲ့လည်းစစ်ကောင်စီရဲ့လက်အောက်ခံမီဒီယာတွေကိုတောင်မှဝန်ထမ်းတော်တော်များများကလွတ်လွတ်လပ်လပ်မပြောရဲကြပါဘူး။ အစိုးရဝန်ထမ်းအများစုကပေါ့နော်ဒီအနာမသိငင်ကလေးကဒီသူတို့အနေနဲ့ဒီမီဒီယာတွေနဲ့ထိတွေ့ဆက်ဆံတဲ့အပိုင်းမှာအားနေကြတယ်ဒီကူဒီအနာသိပြီးနောက်ပိုင်းမှာတော့သူတို့ရဲ့ဒီမီဒီယာဆက်ဆံရေးရပေါ့နော်ပိုဆိုးလာတဲ့အခြေအနေမှာရှိတာပေါ့နော်အဲဒါကြောင့်ဒီဒီလိုအခြေအနေမျိုးမှာသူတို့နဲ့ပေါ့နော်ဒီအင်တာဗျူးရဖို့ခက်ခဲမေဆိုတာကတော့ဒီကြိုးတွေးထားပြီးသားပါဒါပေမဲ့ပေါ့နော်ဒီအခုလိုပေါ့နော် သူတို့အနေနဲ့အခက်အခဲဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့အခြေအနေမှန်လေးဟိုတော့မှသူတို့ဒီထုတ်ပေါ်မပြောဆိုရတဲ့အခြေအနေကိုတွေ့ရတာတော့စိတ်တော့မကောင်းဘူးပေါ့နော်ဝန်ထမ်းအင်အားမှာနေထိုင်တဲ့သူတွေဟာ သူတို့ရဲ့အခက်အခဲတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာရေးသားကြပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေကိုတော့မီဒီယာတွေကိုမဖြေဆိုရဲပါဘူး ျမတွေ့ခဲ့တဲ့ပုံတော့ဝင်ကြီးဌာနတစ်ခုอ่ะဝန်ထမ်းအမျိုးသမီးတူဆိုရင်ပုံတော့ကျမကတာမန်ပုံတော့ကိုကူကူဒီမီဒီယာလို့မိတ်မဆက်ပဲပြောပဲနေပုံတော့သူ့သူ့ရဲ့လူအချက်တွေကိုမေးတဲ့ခါမှာအရင်ပြောတယ်သူ့ရဲ့လူအချက်တွေပုံတော့အာပါတွေလူတွေညာတွေလူတွေပုံတော့ဒီအစီဝါတွေလူပါတယ် ဒီလျက်စစ်မိအတွက်လည်းအခက်အခဲဖြစ်တယ်ပေါ့နော်အာအလှူရှင်တွေလိုအပ်နေတယ်ဆိုပြီးသူလွတ်လွတ်လပ်လပ်ပြောတယ်သူ့ရဲ့လူရဲ့ချက်တူပေါ့နော်သူသူစိတ်ခါစားချက်တင်နေအရန်ပြောတယ်ဒါပေမဲ့ကျမကဒီပေါ့နော်မီဒီယာပါလို့ပြောလိုက်ပြောပြီးတော့မေးတဲ့အခါမှာကျတော့သူလုံးဝပေါ့နော်ဒီဆက်မပြောတော့ဘူး ရိတ်နောက်နိုရာကဇဘူတိရီမြို့နယ်တွေကဂဒင်းတထောင်ပြည်သူစေယုံကြီးကိုတွားခဲ့ပါတယ်ဒီလိုချိန်မှာပြည်သူလူစီကိုပေါ့နော်ဒီသတင်းမှန်ရောက်ဖို့ကလည်းအရေးကြီးနေတယ်ဆိုတော့လေကြောက်ကြောက်နေပဲသတင်းတွားယူခဲ့တယ်ကျမကိုယ်တိုင်လည်း ကိုကိုကိုဒီလုံခြုံမှုမရှိသလိုခံစားရတယ်ဟိုတယောက်ယောက်ကကိုစိုက်ကြည့်နေပြီဆိုရင်ကိုအဲငါ့ကိုသတင်းတောက်လို့တီးသွားမလားပေါ့နော်တယောက်ယောက်ကများငါ့ကိုဒီစစ်ကောင်စီသတင်းတောက်ပြီးမလားပေါ့အဲ့လိုတွေးပြီးတော့ကြောက်တာအဲဘာကြောင့်လဲဆိုတော့အဲကျွန်မကဒီသတင်းတောက်ယူပြီးမဲ့အဲကိုတိုင်းကပေါ့နော်ကျွန်မကိုတိုင်းသတင်းတောက်ပါဆိုပြီးပို့ပို့တင်းသတင်းယူလို့ရှားတဲ့အခြေအနေမဟုတ်ဘူးလीနော် ြောရင်ဒီမသိမသားလေးသတင်းယူနေရတဲ့အခြေအနေပေါ့ကျမလည်းသတင်းသားသွားယူနေရတာပုံမြင်လာကြတာတော့ဖဲသတင်းယူလို့ရတယ်ဆရာဝန်နေမြင်နေပြီမဲ့လေဘယ်ဆရာဝန်စီကမှဒီအင်တာဗျူးတော့မတောင်းရဘူးအင်တာဗျူးမလုပ်ရဘူးပေါ့နော်ဘာကြောင့်လဲဆိုကိုယ်တိုင်ကအာငါကပေသတင်းဌာနကသတင်းတောက်ပါဆိုပြီးတော့မိမဆက်ရတဲ့အခြေအနေပေါ့သတင်းသတင်းဆောင်ပါတွေတို့တဲ့အခါမှာဆိုရင်လည်း ကိုကဒီပပေါင်းစုံကအတန်နေကိုမထည့်နိုင်တဲ့အတွက်ပေါ့နော်အဲနောက်ပြီးတော့လေဒီသတင်းတော့တယောက်ဖြစ်ပြီးတော့ကိုရဲ့သတင်းယူရတဲ့အလုပ်ကိုတော့မှမသိမသာလုပ်နေရတဲ့အခြေအနေဆိုတော့လေတွေးကြည့်ရင်ပေါ့နော်သတင်းတော့တွေတိုင်းဒီအခြေအနေကိုပေါ့နော်မကြိုက်ကြောက်လို့ထင်တယ်အဲ့နောက်မှာတော့ပြိုကျသွားလို့ကေဇေးကြီးလုံနေတဲ့ဥတ္တရတီရီမြို့နယ်ကဟိုတယ်တစ်ခုကိုသွားခဲ့ပါတယ်

ကယ်ဆယ်ရေးလုပ်နေတဲ့အခြေအနေတွေကိုဒီကယ်ဆယ်ရေးအဖွဲ့ဝင်တွေအပါအဝင်ဒီဌာနဆိုင်အတော်ဝင်ရှိသူတွေကိုမေးရမယ်အနေအထားပေါ့နော်ဒါပေမဲ့လည်းအခုချိန်ကတည်တဲ့အတိုင်းပဲကျွန်မအနေနဲ့အဲ့လိုမျိုးမေးဖို့မရှိဘူးအဲအာနာမသိခင်ကဆိုရင်ပေါ့နော်ကျွန်မတို့ဒီသတင်းတောက်တွေအနေနဲ့အခုလိုအခြေအနေမျိုးတွေဆိုရင်ပေါ့နော်ချိန်နဲ့တပင်းကြီးဒီ print disaster တွေပေါ်တော့ဒီ live stream တွေ လုံးလိရှိကြတယ်ပေါ့နော်ဒီပြည်သူတွေစီကိုသတင်းတွေအချိန်မီရောက်ရှိအောင်ပေါ့နော်အချိန်နဲ့တပြင်းကြီးသတင်းတွေလိုက်ကြတယ်တင်ဆက်ကြတယ်ပေါ့နော်ဒါပေမဲ့အခုအချိန်ဒီမှာတော့ပင်နီယာပဲជីជីဒီသတင်းပေါ့နော်သတင်းရယူတင်တဲ့နေရာဒီမှာသတင်းတော့လုံးဝမရှိတာကတော့ဒီရင်နာစရာကောင်းတယ်ပေါ့နော် တို့တန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကို နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်ကြံပေးရာတွေကိုလည်းကြိုဆိုပါရစေ။လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးမှာဖြစ်လို့တို့တန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါစေ။ဒီအစီအစဉ်ကိုအလှရှင်တွေရဲ့ကူညီမှုနဲ့ Foundation Hero တဲ့ကပံ့ပိုးပေးထားတာပါ။တို့တန်အတန်းလွှင့်အစီအစဉ်ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်တို့တန်ရဲ့ Facebook စာမျက်နှာ SoundCloud, YouTube, iTunes, Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နိုင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လင်းမယ်ဒို့အတန် podcast ကိုလည်းစောင့်မျှော်နိုင်ပေးကြပါအောင်ရှင်။